တွေးပြန်ကြော တွေးခဲပိတ်ဆို့မှုဆိုတာဘာလဲပေါ့သူ့ကို DVD လို့လည်းအင်္ဂလိပ်လိုခေါ်တယ်အဲ DVD ဆိုတာဟိုခဏကိုအတွင်းပိုင်းကနတ်ဆိုင်နဲ့တွေးပြန်ကြောတွေပေါ့နော်တွေးလွတ်ကြောမို့တွေးပြန်ကြောပေါ့နော်အဲ့မှာတွေးခဲလေးတွေဖြစ်ပေါ်ပြီးပိတ်ဆို့တဲ့ယောဂအခြေအနေတစ်ခုကို DVD လို့ခေါ်တယ်အင်္ဂလိပ်လို Dwayne thrombosis လို့လည်းပြောတယ်ပေါ့နော်အဲအဖြစ်အများဆုံးက ခြေတော့မှာဖြစ်ပါတယ်အဲခြေတော့အပြင်ပေါ့သူကလက်တူမှာလည်းတစ်ခါတလေဖြစ်တတ်တယ် အဲဘာကြောင့် DVD ဖြစ်လဲပေါ့အဲအဓိကတွေးစီးဆင်းမှုနေကွေးထွားတာပေါ့ဥမာခွဲစိတ်ကုတာပြီးချိန်တို့အခီးဝေးအကြာကြီးဟိုကားတွေဆိုင်ကယ်တွေဟိုဒီလင်းရင်နေစီးရတဲ့ချိန်တို့အဲ့ရပုံမှာအကြာကြီးလဲနေရတဲ့တူတို့နော်အဲ့လိုလူတွေမှာ DVD ဖြစ်စေနိုင်တယ်တွေးစီးတာနေထွားတဲ့အတွက်ပေါ့နော်နောက်တစ်ခုကတွေးကြောနေရန်တွေပျက်စီးထွားတာပေါ့နော်ဥမာ ခွဲစိတ်တာတို့ထိခိုက်ဒဏ်ရာရတာတို့ပေါ့နော်အဲ့အရာတွေကြောင့်လည်းတွေးကြော အဲနောက်ဖြစ်နိုင်ခြေတခုကတွေးပြတွေးခဲနိုင်တဲ့အခြေအနေမျိုးပေါ့ဥမာရေတက်နေတာတို့ဆီလိတ်တောက်တာတို့ကိုဝင်ဆောင်ချိန်တို့ဒီဟိုမိန်ပါတော့ဟိုဒီသတိသားစီဥမာ UCP လို့မျိုးပေါ့နော်အဲ့ဒါတောက်တယ်ဆိုလဲဒီတွေးခဲတဲ့အန်ဒီရယ်ဟိုများတာပေါ့နော်ဟုတ်အဲနောက်တစ်ခုကဟိုတခြားဖြစ်နိုင်ခြေအကြောင်းရင်းတွေဟိုဘာတွေရှိတော့ပေါ့နော်ဒီ DVD ပေါ့တွေးပြန်ကြောတွေးခဲတဲ့အရောကအတွက်ပေါ့နော်အသက်60ကျော်ဒီမှာဖြစ်တတ်တယ်နော်အဝါလွန် တဲ့တူတဲ့မှာဖြစ်တတ်တယ်အဲနောက်တစ်ခုကစိတ်လိတ်တောက်တူများပေါ့နော်အဲအဲ့မှာဆိုလဲသူကအနေရများတယ်သူလူလူတွေပါနောက်ကင်ဆာယောဂအခန့်ရှိတူတွေကလည်း DVD ဖြစ်နိုင်ကြီးဟိုရာခင်တို့များတယ်ပေါ့နောက်ကနှလုံးနဲ့အဆုတ်ယောဂအခန့်ရှိတူများလည်းသူများထက်ပိုပြီးဒီလိုတွေးကြောတွေးခဲပိတ်တဲ့ယောဂပေါ့ DVD ပိုဖြစ်တယ်နောက်တစ်ခုကမိသားစုထဲမှာ DVD ရာဇဝင်ရှိပူတဲ့လူတွေကပိုဖြစ်တတ်တယ်နောက်မှကိုဝင်ဆောင်ချိန်နဲ့ဟိုကလေးမွေးပြီးခါစပေါ့အဲ့အဲ့ချိန်မှာလည်းဟိုတွေးခဲနိုင်ချိန်ရများတယ် OCP လိုမျိုး hormone ဆေးတွေတောက်နေတဲ့လူတွေမှာအဲဒါတွေအန္တရာယ်များတယ်သူရဲ့လက္ခဏာဘလူးလက္ခဏာတွေရှိတော့ဘလူးတိနိုင်မလို့ပေါ့နော်ဒီ DBT ကိုဟိုခြေတောင်းတဲ့ခြေချင်းဝပေါင်တွေမှာရုပ်တရက်ရောင်ရမ်းလာခြင်းပေါ့သူရုပ်တရက်ဖြစ်တာနောက်တစ်ခုကနာကျင်တာတွေရှိမယ်အဲကျန်တဲ့ခြေတောက်ကပိတ်ဆို့တဲ့ခြေတောင်းနဲ့ရှင်ဟိုနည်းနည်းပူနွေးနေရပေါ့နော်အဲအဲ့ဒါလေးတွေရှိနိုင်တယ် အဲနောက်တစ်ခုအယောင်ပြောင်းတာပေါ့နော်ဟိုနည်းနည်းအနီရောင်ပုံစံမျိုးပေါ့နော်နည်းနည်းရဲနေတဲ့ဟာမျိုးတွေ့တယ်နောက်နန်းလျှောက်တဲ့ဆိုရင်နာကျင်ကတ်ခဲ့ပြီးလမ်းမလျှောက်နိုင်တဲ့အထိဖြစ်နိုင်တယ်အဲအတုမှကြောက်စရာအကောင်းဆုံးစူဂျူတစ်ခုရှိရဲအဲ့ဒါကဘာလို့လို့ဆိုရင်ခြေတောက်မှာရှိရဲတွေးခဲ့ဟာဟိုပြုတ်ထွက်သွားပြီးပေါ့အစုတ်တွေးကြောကိုတွားပြီးပိတ်တဲ့ဟာမျိုးပေါ့နော်အဲအဲ့ဒါအဲ့ဒါမျိုးအဲ့ဒါကို ို pulmonary embolism လို့ခေါ်တဲ့အစိတ်အဆုတ်မှာသူ익ခဲ့တပ်ပိတ်တာပေါ့နော်ဒါတွေကတကယ်ဟုတ်အသက်အန္တရာယ်ရှိတယ်ဟိုအသက်အန္တရာယ်ရှိတယ်သတိလည်းထားရမယ်ဒါကြောင့်အဲ့အဆုတ်မှာသူ익ခဲ့တွားပိတ်ပြီဆိုရင်ဘယ်လိုလက္ခဏာတွေနဲ့လာနိုင်လုံးပေါ့အဲတော့ရုတ်တရက်ဟိုမောဟိတ်လာမယ်ဟိုရင်ပက်အောင့်လာမယ်တော်တော်ကြီးရင်ပက်အောင့်တက်တယ်ပေါ့နော်နောက်ဒီချောင်းဆိုးရင်တွေးပါတာမျိုးဖြစ်တတ်တယ် အဲနောက်တစ်ခုကနှလုံးခုမြန်လာတယ်ပေါ့နောက်တစ်ခုကနှလုံးခုမမှန်တော့ဘူးပေါ့နော်ဒါတွေရှိနိုင်တယ်နောက်တစ်ခုကဒီတွေးပေါင်ခြင်းကြီးကြာသွားတဲ့အတွက်ပေါ့ခေါင်းမူးတာတတိလစ်သွားတာတွေအဲ့ထိဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်အထက်ပါလက္ခဏာတွေခံစားရရင်အရေးပေါ်စေကုတမှုခံယူဖို့လိုပါတယ်ပေါ့နော်အဲတူဘလို့ကုလို့ရတော့ဘုံတော့ဒီ DVD ပေါ့နော်အဲအဲတူကတွေးကျဲစီပေါ့အဓိက တွေးကျဲစီပြီးလို့ရတယ် အဲတူကတော့3လတို့မို့6လပေါ့အဲ့လိုမျိုးလက္ခဏာပေါ်မူတည်ပြီးပေးနိုင်တယ်ဟိုအရင်ပြင်းထန်တဲ့အခြေအနေမျိုးဆိုရင်တွေးခဲကိုခြေဖြတ်တဲ့စီးတွေပေးလို့ရတယ်အဲနောက်တစ်ခုကခြေတော့ကိုစီးတာမျိုး stocking စီးတာမျိုးအဲ့ဒါတော့တူကတော့ဝေဒနာတက်တာအောင်လုပ်တာပေါ့နော်အဲမဖြစ်အောင်ဘလို့ကာကွယ်မလုပ်ပေါ့နော်အဓိကတော့လှုပ်လှုပ်ရှားရှားနေရမယ်ကလတ်ထိုင်းမှာအကြာကြီးထိုင်တာမျိုးမလုပ်နိုင်ပေါ့နော်ဟိုတွာလာလှုပ်ရှားပါပေါ့နော်နောက်အဒီအထူးဖြစ်ရေထက်နေရင်လည်းဖြစ်တတ်တဲ့အတွက်ရေများများတောက်ဖို့လိုမှာပေါ့နော် ော့ခီးဝေးတွားရင်ခြေတော့ကိုတတ်တမတ်ထဲမှာထားနေနည်းနည်းကြာရင်ခြေတော့လေးဟိုဟိုအကြမကြဆန့်တန်းလှူရှာပြီးဖို့တို့မယ်နောက်တော့ဝါရင်လည်းဒီဟာအန်ဒီရဲ့များတဲ့အတွက်ပေါ့နော်ကိုလေးချိန်ထိမ့်ဖို့လိုမယ်စီလေးတောက်တဲ့လူစီလေးဖြတ်ဖို့လိုမယ်ပေါ့နော်အဲအဓိကတတိထားဖို့ပါပဲစစောလေးတည်ရင်ကုတလို့လဲလွယ်တယ်အဲကုတမှုပျောက်လဲပျောက်ပါတယ်ကုတန်ရောမိသားစုဝင်တွေအားလုံးမှာဟိုကျမ်းမှာချမ်းသာ